ပြီးခဲ့တဲ့ရေကြီးရေရှမ်းမှုတွေတွင်ရခိုင်ပြည်နယ်မှာလူပေါင်း62ဦးထိသေဆုံးခဲ့ပြီးပြည်နယ်နဲ့တိုင်းဒေသကြီးတွေနဲ့သေဆုံးသူအများဆုံးဖြစ်တယ်လို့ရခိုင်ပြည်နယ်အစိုးရဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒါပြင်အိုးမဲ့အိမ်မဲများလည်းရှိနေပြီးအများဆုံးပြန်လည်တိစောက်ပေးဖို့လိုအပ်နေတယ်လို့သိရပါတယ်။သေဆုံးမှုတွေမှာမူလစည်ရင်များရာသေဆုံးသူ56ဦးရှိခဲ့ပေမဲ့နောက်ဆုံးစည်ရင်တွေရာသေဆုံးသူ62ဦးထိတိုးလာခဲ့ကအိမ်ပေါင်းတပေါင်းကျော်မျောပါပျက်စီးခဲ့ပြီးလက်ရှိချိန်ထိမိမိအစီအစဉ်နဲ့သာနေထိုင်ရဆဲဖြစ်တယ်လို့ဒေသခံတွေကသိရပါဗျာ။ နေပျက်စီးသွားသူတွေဟာသူတို့အစီအစဉ်နဲ့သူတို့နေကြရပြီးတချို့ဟာလမ်းမီမှာဝါရန်ထိုးပြီးနေကြရပြီးအထူးသဖြင့်မြောက်ဦးမြို့နယ်မှာအိမ်မဆောက်နိုင်လို့တဲထိုးပြီးနေကြရတယ်လို့မြောက်ဦးမြို့နယ်ကလူမှုရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ကိုကျော်စောကပြောပါရယ်လုံးဝပျက်စီးသွားတဲ့နေအိမ်တွေအတွက်နေအိမ်တွေဆောက်လုပ်ပေးဖို့ဟာလည်းအထူးရေးပါတဲ့လူအချက်တစ်ခုဖြစ်ကအိုမဲ့အိမ်မဲ့ဖြစ်နေကြသူတွေဟာမိုးရာသီတွေနေရေးထိုင်ရေးအဆင်မပြေမှုတွေဖြစ်ပေါ်နေတယ်လို့ဒေသခံတွေကပြောပါရယ် ဒါပြင်ကျမိုက်ထုတ်တက်မှုတွေလည်းဖြစ်ပေါ်လာနိုင်ပြီးအိုးမဲ့အိမ်မဲ့သွားသူတွေကိုနေအိမ်တွေအများဆုံးဆောက်လုပ်ပေးစေလိုတယ်လို့ဒေသခံတွေကဆိုကြပါတယ်။တဘာဝဘေးအန္တရာယ်ကြောင့်သေဆုံးပျက်စီးခဲ့မှုတွေပေါ်ပြည်내အစိုးရအနေနဲ့ကူညီထောက်ပံ့မှုတွေလှုံ့ဆော်နေပေမဲ့ထင်ထင်ပေါ်ပေါ်ဖြစ်မလာခဲ့ဘူးလို့ဆိုပါတယ်။ဒါကြောင့်စိတ်ပိုင်းဆိုင်ရာပြောင်းလဲတိုးတက်လာဖို့အိမ်တွေလိုထင်တာမြင်တာတဲ့လုပ်ငန်းတွေကိုလည်းအများဆုံးအကောင့်ထဲပို့တဲ့နယ်လို့ဒေသခံလူအဖွဲ့အစည်းတွေကပြောပါရယ်။